MCDM ပြည်သက်များမင်္ဂလာပါခင်ဗျာကုချင်အားစပြီး MCDM ရဲ့ပြည်တွင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်အုပ်စုကတရားရေးရန်ရာပြိုလဲပျက်စီးအောင်လှုပ်ဆောင်ခဲ့တဲ့အတွက်အွန်လိုက်ကျင်းလိုက်လူကုန်ကူးခံရတဲ့ဖြစ်စဉ်တွေကြီးထွားလာစေခဲ့တာလို့ကုလဆိုင်ရာမြန်မာသမ္မတကြီးပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်စစ်အုပ်စုကတရားရေးရန်ရာပြိုလဲပျက်စီးအောင်လှုပ်ဆောင်ခဲ့တဲ့အတွက်အွန်လိုက်ကျင်းလိုက်စနစ်တကျလူကုန်ကူးခံရတဲ့ဖြစ်စဉ်တွေကြီးထွားလာစေခဲ့တာလို့ ကုလဆိုင်ရာမြန်မာသံမတ်ကြီးကပြောကြားလိုက်ပါတယ်ကုလသမဂ္ဂရဲ့လူကုန်ကူးမှုတိုက်ဖျက်ရေးကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစီမံချက်ကိုပြန်လည်သုံးသပ်ဆွေးနွေးတဲ့ထွေထွေညီလာခံအဆင့်မြင့်စည်းဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံမတ်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာဖြစ်နေတဲ့လူကုန်ကူးမှုပြဿနာဟာ2021ခုနှစ်ဖေဖော်ဝါရီလတုန်းကဖြစ်ခဲ့တဲ့အရမဆီအရာသိမှုကြောင့်ဖြစ်ပြီးပြိုလဲပျက်စီးနေတဲ့ခြေနေကိုပြသရာရောက်တဲ့လက္ခဏာတခုလည်းဖြစ်တယ်လို့အစည်းအဝေးတက်လာသူတွေကအသိပေးခဲ့ပါတယ် ပြည်တွင်းတရားရေးရန်နေရာပြုလဲပြည့်စည်သွားတဲ့အတွက်အွန်လိုင်းကျင်းလိုက်စနစ်တကျလူကုန်ကူးခံရတဲ့ဖြစ်စဉ်တွေကြီးထွားလာစေခဲ့တယ်လို့ခေတ်သစ်ကြုံပြတာနဲ့စိုက်ဘာယာဆွေးမှုတွေလည်းတုံတိုးပွားများလာပြီးမြန်မာနိုင်ငံဟာနေဆက်ဖြတ်ကျော်ယာဆွေးမှုကင်းတွေပျော်ဆန်ရာရန်ဝန်ကြီးတခုဖြစ်လာစေခဲ့တယ်လို့လည်းကုလဆိုင်ရာမြန်မာသံမတ်ကြီးကရှင်းပြခဲ့ပါတယ်။ကုလသမဂ္ဂမူရစ်ဆေးဝါးနဲ့ယာဆွေးဆိုင်ရာယုံ UNODC ရဲ့ဒေတာရင်းသုတေသီတူကဆီယနာရှင်စနစ်ဆိုးကြောင့်ဖြစ်ခဲ့တဲ့ယာဆွေးမှုကင်းတွေဟာ ကင်ဆာရောဂါလို့ပြန်ပွားနေတယ်လို့ထောက်ပြထားတာကိုကိုးကားပြီးစီဝေးတက်ရောက်လာတဲ့နိုင်ငံပေါင်း80ကျော်ကကိုယ်စားလှယ်တွေကိုရှင်းပြခဲ့တာဖြစ်ပါတယ်။ကရင်မျိုးသားစီယုံ KNU ကလည်းလူမဆန်တဲ့စိုက်ဘာမှုကင်းတွေနဲ့ဆိုင်တဲ့တပ်သေးထောက်ထားတွေစုဆောင်းဖို့ထိထိရောက်ရောက်စုံစမ်းစစ်ဆေးဖို့အပါအဝင်စိုက်ဘာမှုကင်းတွေကိုတိုက်ဖြတ်နိုင်ဖို့နိုင်ငံကတိုင်ဝမ်အနေနဲ့လေးလင်းလက်နက်ပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းတောင်းဆိုထားတဲ့အကြောင်းလဲကုလဆိုင်ရာမြန်မာသံမတ်ကြီးကအသိပေးခဲ့ပါတယ်။နိုင်ငံကတိုင်ဝမ်အနေနဲ့အတူတူကပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒီရာဇဝတ်ဂိုင်းကွန်ရက်တွေကိုထိထိရောက်ရောက်စီစစ်ဖမ်းဆီးဖြိုခွဲနိုင်မှာဖြစ်တယ်လို့စိုက်ဘာမှုကင်းဖြစ်ရခြင်းအကြောင်းရင်းရဲ့မူလစင်မြစ်ဖြစ်တဲ့ဆီယာလာရှင်တွေကိုလည်းအမြင့်ဖြတ်မြေလန်နိုင်မယ်လို့ယုံကြည်တဲ့အကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာမြေရန်ကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မုံထွန်းကပြောကြားခဲ့ပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့ဒေါ်ဆန်းစုကြည်ကိုလှုပ်ပေးဖို့အချိန်တန်းပြီဖြစ်ကြောင်းစစ်အုပ်စုရဲ့ရွေးကောက်ပွဲလွတ်လပ်မှုယုံကြည်စရာမရှိလို့အတိအမှတ်မပြုနိုင်ကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီးထုတ်ဖော်ပြောကြားတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။မြန်မာစစ်အုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုနဲ့ယုံကြည်စိတ်ချမှုမရှိတဲ့အတွက်အတိအမှတ်ပြုနိုင်မှာမဟုတ်ကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီးမစ္စတာစီအာဆက်ဖွန်ကက်ကောင်ကနိုဝင်ဘာလ25ရက်နေ့မှာဘန်ကောက်ရှိနိုင်ငံခြားသတင်းတောက်ကလပ် FCCT ခန်းထောက်မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ျွန်တော်တို့လိုချင်တာကလွတ်လပ်ပြီးယုံကြည်ရတဲ့ရွေးကောက်ပွဲပါဒါပေမဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာကျွန်တော်တို့သိပါတယ်ကျွန်တော်တို့အနေနဲ့ဒီရွေးကောက်ပွဲကိုအသိမှတ်ပြုမဲ့နေထားမျိုးမှာရှိမှာမဟုတ်ဘူးလို့ဝန်ကြီးကပြောပါတယ်ဒါပေမဲ့မပြည့်စုံတဲ့ရွေးကောက်ပွဲတစ်ခုအပြင်နိုင်ငံကိုတည်ငြိမ်ရေးနဲ့ဒီမိုကရေစီစီဦးတည်သွားစေနိုင်တဲ့အခွင့်အရေးတည်းဖြစ်နိုင်ကြောင်း2030ခုနှစ်ရွေးကောက်ပွဲကိုဥပမာပေးပြီးဝန်ကြီးကထောက်ပြခဲ့ပါတယ်ဒါပြင်အသက်80နှစ်အရွယ်ဒေါ်ဆန်းစုကြည်ကိုလူသားချင်းစာနာထောက်ထားမှုနဲ့ချက်ချင်းလှုပ်ပေးဖို့ဝန်ကြီးကတောင်းဆိုခဲ့ပါတယ် ူမကိုလှုပ်ပေးဖို့ချိန်တန်ပါပြီ။တခါလေပြောတဲ့နဲ့ရာကိုပြောရပါမယ်။သူမအခြေကျုံးနဲ့ထိမ့်သိမ့်ခံထားတာအရန်ကိုကြာနေပါပြီ။သူမရဲ့ကျမ်းမာရေးချိန်တွေကိုကျွန်တော်တို့မသိရဘူး။ဒါကြောင့်ဒါကိုအရင်ဆုံးချက်ချင်းလှုပ်ဆောင်ပေးဖို့မျှော်လင့်ပါတယ်လို့ဝန်ကြီးကပြောပါတယ်။ရွေးကောက်ဝယ်ပြီးဆုံးသွားတဲ့အချိန်အကြံဖတ်မှုရစဲရေးဗတ်ပေါင်းစုံဆွေးနွေးရေးမရှိသေးပါကအာဆီယံအနေနဲ့မြန်မာနဲ့ပြန်လည်ထိတွေ့ဆက်ဆံဖို့ခက်ခဲနေဦးမှာလို့လဲဝန်ကြီးကထည့်သွင်းပြောဆိုခဲ့ပါတယ်ခင်ဗျာအခုတခ မြင်းစံခရိုင်တွင်စစ်ကော်မရှင်စစ်ကြောင်းနှင့်လေးလာတာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်မှထိခိုက်သေးဆုံးမှုများပြားခဲ့တဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းစံခရိုင်မှာစစ်ကော်မရှင်တပ်ပြည်သူ့စစ်နယ်ရဲကော်မတီတိုင်ရင်ပူးပေါင်းစစ်ကြောင်းနှင့်လေးလာတွင်အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်ဘက်ကထိခိုက်သေးဆုံးမှုများပြားခဲ့တယ်လို့မြင်းကြံ Black Tiger NPD ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဇူလိုင်လ31ရက်နေ့ကစတင်စစ်ကြောင်းထိုးလာတဲ့မြင်းကြံပြည်သူ့စစ်တီတာယူမွန်ပြီးတော့အထူးရဲကော်မန်ဒိုတပ်နဲ့ခမရ15ပူးပေါင်းစစ်ကြောင်းကို တော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကအချင်းချင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်လီလာတာတိုက်ပွဲအတွင်းမှာစစ်ကော်မရှင်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြားခဲ့ပြီးဒရုန်းနဲ့လက်နက်ခဲယံပစ္စည်းတွေကိုသိမ်းဆီးရရှိကာတော်လိုင်းပူးပေါင်းတပ်ဘက်မှလည်းထိခိုက်ကြဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းမြင်းကြံ Black Tiger MPD တပ်ဖွဲ့နဲ့အတူပူစားပြောက်ကြတဲ့မြင်းကြံခဲယံတိုင်းရင်အချုပ်နဲ့အခြားတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီစစ်ကြောင်းဟာ ရင်းကျန်တထိုးကြီးလမ်းပိုင်းကိုဒီဃာထားထိုးစစ်ဆင်ခဲ့ပြီးခရိုင်တွင်းရှိခြေရွာများအားမီးရှို့ဖျက်ဆီးမှုတွေရှိခဲ့တယ်လို့သိရပါပါခင်ဗျာ။ဆလဘီဖားကံမှာ KIA KPDF နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကွန်မရှင်တပ်ဖွဲ့ဝင်၁၀ဦးကျော်သေဆုံးပြီးစစ်တုံးမှတချို့ဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကံမြို့နယ်စမ်းကြွယ်ရွာနယ် ရှရော့ခရွာဘက်ကိုစစ်ကောင်မရှင်တပ်ကစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်10ဦးကျော်သေဆုံးခဲ့တယ်လို့သိရပါတယ်။နှွေမာလာ25ရက်ညနေ6:43မိနစ်မှာစမ်းကျွယ်ရွာဘက်ကိုစစ်ကောင်မရှင်တပ်ကအင်အားတရာခန့်နဲ့စစ်ကြောင်းထိုးလာတာကြောင့် KIA KPDF ကခုခံတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲတွင်စစ်ကြောင်းမှုအဆင့်ရှိတဲ့အရာရှိတူပါဝင်စစ်သား10ဦးကျော်သေဆုံးခဲ့ပြီးစစ်တုံးမဲအချို့ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ်လွေမာလာ25ရက်နေ့မနက်ပိုင်းကလည်းဖားကန်းမြို့နယ်ဆားမော်ဘက်ကိုစစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်တော်လိုင်းတပ်ဖွဲ့ဝင်တဦးကြာဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်ဂရေနှစ်ချင်းဖျားချောင်းသင်းအုပ်ဆရာနေရင်နဲ့ဖျားချောင်းသုံးကားစီနားနေဆောင်တစ်ဆောင်နဲ့မိသက်ယုံတို့ထိမှန်ပျက်စီးခဲ့ပြီးမိသက်ဝန်ထမ်းတူလည်းထိခဲ့တယ်ရခဲ့တယ်လို့သိရပါတယ်။မေလနောက်ပိုင်းကစတင်ပြီးဖားကန်းမြို့ကိုစံပတ်စစ်တပ်ကစစ်ကြောင်းဝင်ရောက်ခဲ့ရမှာ လက်နက်ကြီး drone နဲ့လက်နက်ငယ်များနဲ့ပစ်ခတ်တပ်ဖြတ်မှုကြောင့်ပြည်သူ90ကျော်သေဆုံးခဲ့ပြီး290ကျော်ဒဏ်ရာရခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာအခုတခါကြားပြန့်နေနေရေးဒေတာတွင်နိုင်ငံကဖွဲ့စည်းများနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NMSBAD ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါတယ်မြန်မာနိုင်ငံကိုစိုက်ပါရာဇဝတ်မှုနဲ့လူ့အခွင့်အရေးချိုးဖောက်မှုများရဲ့ဗိုလ်ချုပ်မဖြစ်စေဖို့အတွက် မမိတ်တော်လိုင်းအင်အားစုများနိုင်ငံတကာဖွဲ့စည်းများဒေသခံဖွဲ့စည်းများနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NMSB AD ကထုတ်ပြန်ပါတယ်။ကြားပြန်လုံငန်းများအားမြန်မာစစ်တပ်နဲ့၎င်းတို့လက်အောက်ခံဖွဲ့စည်းတွေကကာကွယ်ပေးနေပြီးအချို့မြန်ရယူကရာဇဝတ်မှုလုံငန်းများကြီးထွားလာစေရန်တက်ကြွစွာအားပေးကူညီပေးခဲ့ကြတယ်လို့ဆိုပါတယ်။အဆိုပါရာဇဝတ်မှုများရဲ့အတိုင်းအတာပမာဏဟာတုံ့လုံ၆ချောင်းဝယ်ဖြစ်ပြီးနိုင်ငံပေါင်း89နိုင်ငံမှပြည်သူများစွာလူကုန်ကူးခံခဲ့ရသလို့ ကမ္ဘာလုံးဆိုင်ရာငွေကြေးဆုံးရှုံးမှုဟာနှစ်စဉ်ဒေါ်လာ15ဘီလီယံကျော်ရှိခဲ့တယ်လို့သိရပါဗျ။မြန်မာဆရာနာရှင်တွေနဲ့၎င်းတို့လက်အောက်မှာရှိတဲ့လက်နက်ကိုင်ဖွဲ့စည်းတွေဟာအဆိုပါလုပ်ငန်းများကရရှိတဲ့တရားမဝင်အမျက်ဆုံးများနဲ့ရဲသားတွေကိုပြန်လည်တိုက်ခိုက်ဆက်ဖြတ်နေတဲ့စစ်ရဲများများတိဆောက်ရန်အသုံးပြုနေတယ်လို့ဆိုပါတယ်။ NMSB AD နေနဲ့နိုင်ငံဖြတ်ကျော်စိုက်ဘာနှိမ်နင်းအလုပ်ဖွဲ့ကိုဖွဲ့စည်းထားပြီးလူကုန်မှုခံရသူများကိုကူညီထောက်ပံ့ဖို့နဲ့မြန်မာနိုင်ငံတွင်ပိတ်မိနေသူတွေရှာဖွေရေးနဲ့ ဘေးကင်းစွာပြန်လည်ခေါ်ဆောင်ရေးကူညီဖို့အပြင်အခြားပူးပေါင်းဆောင်ရွက်မှုတွေလှုပ်ဆောင်သွားမယ်လို့အသိပေးထားပါတယ်။၎င်းတို့အနေနဲ့ American ဆိုရရဲ့ Scam Center Strike Force ထိုင်းတရုတ်အာဆီယံနဲ့နိုင်ငံဖြတ်ကျော်ငွေလိမ်လည်မှုလုပ်ငန်းတွေကိုတိုက်ဖြတ်ဖို့ကတိပြုထားတဲ့နိုင်ငံတွေနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်သွားဖို့အသင့်ရှိနေတယ်လို့ဆိုပါလေ။ ဆိုင်ဘာရာဇဝတ်ကွန်ရက်များပြန်ပွားရေးမှာအဓိကတောင်းဆိုရှိတဲ့ဆင်အနာရှင်များနဲ့စစ်တပ်လက်အောက်ခံဖွဲ့စည်းတွေကိုတရားစီရင်နိုင်ရေးကိုလည်းမာမီများနဲ့အတူဂျိုးပန်းဆောင်ရွက်သွားမယ်လို့ NMSBAD ကအသိပေးထားပါတယ်ခင်ဗျာအခုတစ်ခါတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ဂရင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်တောအုပ်ထဲမှာအချင်းပေ650ကျော်ကျဲဝင်ပြီး WYI စတဲ့စိတ်ကြွစည်းများထုတ်လုပ်နေတဲ့ DGBA ဘိုင်မူရစီဝါဆက်ယုံတည်ရှိနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ မြောက်ရီမြို့မှာ23မိုင်ကွာမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်တောအုပ်နယ်ထဲမှာဒီမိုကရေစီအကျိုးပြုကင်းရဲတပ်မတော် DGBA ပိုင်ဆိုင်တဲ့ကြီးမားတဲ့မူရည်စေဝါထုတ်လို့ရေးဆက်ယုံတခုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကော်ပိုရစီချောင်းတက်ခွဲကမှတက်ခွဲမှုကိုဆိုင်2023ခုနှစ်ကွန်ကရစ်တက်ပွဲမှာကြာဆုံးဦးဆောင်တဲ့ဘွဲက2023ခုနှစ်ဖေဖော်ဝါရီလမှာစတင်တွေ့ရှိခဲ့ကြောင်းမြစည်းမသတင်းကနိုဝင်ဘာလ26ရက်မှာဖော်ပြထားပါတယ်။ ဆက်ယုံဟာအချင်းပေ650ကျော်ကျေဝန်းပြီးမြောက်ရီမြို့မှဝေါ်လီကားလန်တိုင်းတုံးတက်ကွေကြော်ဝါဖိုးစခန်းအကျော်ကြောက်ခက်ကြေးရွာမရောက်မီညာဘက်ကွေပြီးသဲဖြူချောင်းလိုခေါ်တဲ့နေရာမှနှစ်မိုင်ကျော်ဆက်သွားကဘဲဘက်ချိုးဝင်ရတဲ့လျှို့ဝှက်လမ်းတစ်ခုထဲမှာတရှိတယ်လို့သိရပါတယ်။ဆက်ယုံတွင် WY စေးကြွဆေးပြားပုံရိုက်ထုတ်တဲ့ဆက် ice ကုန်ကျဲထုတ်လို့ရနေရကိုရောင်ကြီးစွန့်ပြစ်ပစ္စည်းမီးရှို့ရနေရအချုပ်ခန်းစေကန်းလူနေဆောင်များပြင်အလောင်းမြုံနယ်ထားတဲ့နေရာများနဲ့မိုင်းကွင်းများကိုပါတွေ့ရှိခဲ့တယ်လို့ဖော်ပြထားပါတယ် ဆက်ယုံနီးတိုင်းမှာအလောင်းဆယ်လောင်းကန်ကိုမေးမြုပ်ထားတာကိုတွေ့ရှိခဲ့ရပြီးအချို့ဟာ DGB ယူနီဖောင်းနဲ့မြုပ်နှံထားတာကိုတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ဆက်ယုံမှာတော့ဗမာနဲ့ထိုင်းလူမျိုးများအလို့သမားအဖြစ်အရမခိုင်းစေခံရပြီးနေမကောင်းဖြစ်ရင်အပြင်စေကန်ကိုသွားခွင့်မရှိဘဲစေမီတုံနဲ့သာကုသရတယ်လို့ DGB ရဲ့တပ်ဖွဲ့ဝင်ဟောင်းတူကမေးစိမကိုပြောဆိုထားပါတယ်။ဂျိုရုတပ်ပုံတွေရာဆက်ယုံဟာ2021ခုနှစ်မှာစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးယခုအခါမှာတော့လူနေထိုင်နေစေပုံစံတွေ့ရှိရကြောင်းဖော်ပြထားပါတယ်။ ဒေဗျူချောင်းလမ်းမတစ်လျှောက်မှာအလားတူမူရစီဝါဆက်ယုံသုံးလင်းယုံခန့်ထပ်မံရှိနေနိုင်ပြီးဘိန်း WY Ice စေးကြောင်စသည်တို့ကိုထုတ်လုပ်နေတယ်လို့ဆိုထားပါတယ်ခင်ဗျာအခုတခါမင်းလက်ပံကြားပြန်ဆိုင်ကိုထိမ့်သိမ်းထားပြီးနိုင်ငံကနဲ့စုံစမ်းဖော်ထုတ်သွားမယ်လို့ KNU ထုတ်ပြန်အပြီးမှာပုံကျဲခံရတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ထိုင်းမြန်မာနယ်စပ်၄ GB ဒေတာ မင်းလက်ပံကျေးရွာမှာရှိတဲ့ကြားပြန့်လုံးဆိုင်ကိုဖျက်ဆီးခြင်းမပြုဘဲထိန်းသိမ်းထားပြီးနိုင်ငံတကာနဲ့ပူးပေါင်းဆက်ဆီးဖော်ထုတ်သွားမယ်လို့ KNU ကအသိပေးထုတ်ပြန်ခဲ့ပြီးတဲ့နောက်စစ်ကော်မရှင်ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ22ရက်နေ့မှာ KNL ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်စီးနှင်းထိန်းသိမ်းခဲ့တဲ့အွန်လိုင်းငွေလင်ကိုင်းကြားပြန့်လုံးဆိုင်ရှိရာမင်းလက်ပံကျေးရွာကိုစစ်ကော်မရှင်တပ်ကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ကြားပြန့်လုံသားပေါင်း2000ခန့်ရှိတဲ့မင်းလက်ပံဆိုင်ကိုထိန်းသိမ်းထားပြီး အဆောက်အဦပစ္စည်းသက်သေအထောက်အထားတွေကိုမဖျက်ဆီးဘဲနိုင်ငံတကာကျွမ်းကျင်ပညာရှင်များနဲ့စုံစမ်းဖော်ထုတ်သွားမယ်လို့ KNU ကအသိပေးထုတ်ပြန်ခဲ့ပါတယ်။အဒီလိုထုတ်ပြန်ခဲ့ပြီးတဲ့နောက်စစ်တပ်ကအင်အားများထပ်တိုးကစစ်ကြောင်းထိုးလာပြီးမင်းလက်ပံကြီးရွာကိုနိုဝင်ဘာလ26ရက်နေ့လယ်တနားခန့်မှာတိုက်လျင်နဲ့ပုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့မင်းလက်ပံအနီးရှိအင်ဂျင်မြိုင်နဲ့မဲထော်တလေကြီးရွာကြရှိ KK Park ကြားဖြန့်ဆိုင်ကို စစ်ကော်မရှင်တပ်ကဝင်ရောက်စီးနင်းခဲ့ပြီးပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့မှစတင်ကမိုင်းခွဲဖျက်ဆီးမှုတွေကိုလက်ရှိအချိန်ထိလှုံ့ဆော်နေတာလည်းဖြစ်ပါတယ်။ဝေမာလ22ရက်နေ့ကမင်းလက်ပန်တိုက်ပွဲတွင်စစ်ကော်မရှင်ဘက်ကပြစ်ကူပေးခဲ့တဲ့ DGBA မှပုံကြီးနိုင်လွင်ဦးဆောင်တဲ့ဖွဲ့နေရာကို KNL ကဝင်ရောက်ထိန်းချုပ်ခဲ့ရမှာ DGBA တပ်ဖွဲ့ဝင်230ခန်းလက်နက်ချခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီ DGBA တပ်ဖွဲ့တက်ဆွဲထားတဲ့နေရာဟာကြားပြန့်လုတ်ကိုင်းနေတဲ့အလို့ဆိုင်ဖြစ်နေကြောင်းစစ်ဆေးတွေ့ရှိရတာကြောင့် DGBA တပ်ဖွဲ့များပါဝင် ကြားပြန်လုကိုင်းသူ2000ဝန်းကျင်နဲ့တပ်သေးခံပစ္စည်းတွေကိုထိန်းသိမ်းခဲ့တယ်လို့အသိပေးထားပါတယ်။ဗမူကြီးနိုင်တွင်ဦးဆောင်တဲ့ DGB တပ်ဖွဲ့ဟာနိုင်ငံဖြတ်ကျော်လိမ်လည်မှုနဲ့ယာစွတ်မှုလုပ်ငန်းများမှာပုံဝင်ပတ်သက်နေတာကြောင့် American ဗဒိုင်းဌာနမှပြစ်မှတ်ထားရေးယူခဲ့တဲ့ဗမူကျုံဆိုင်းကျော်လာကတိုက်ရိုက်ကုတ်ကဲနေတာဖြစ်တယ်လို့ KNU ကဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကြားပြန်လုပ်ငန်းတွေကိုနှိမ်နှင်းမှု KNU ကအစိမ့်မြင့်ခေါင်းဆောင်များပါဝင်တဲ့ထူးဖွဲ့ကိုဖွဲ့စည်းထားရှိသလိုမင်းလက်ပံကြားပြန်ခြံဝင်းကိစ္စနဲ့ပတ်သက်ပြီး KNU ဒုဥက္ကဋ္ဌဦးဆောင်က ူပလာယခရိုင်နဲ့ဖန်ခရိုင်ခေါင်းဆောင်တွေကနိုင်ငံတကာနဲ့အနီးကပ်ပူးပေါင်းလှုပ်ဆောင်ရရှိတယ်လို့သိရှိရပါတယ်ခင်ဗျာအခုဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့လိုက်ကောချင်းတော်မှဆေးအုပ်စုကချူတင်မဲပေးဖို့အတင်းကျပ်လှုပ်ဆောင်နေတယ်ဆိုတဲ့တွင်ပဲဖြစ်ပါတယ်ဂီနီပြည်လိုက်ကောမျိုးကလိုက်ကောချင်းတော်မှဆေးအုပ်စုကလုံမဲ့ရွေးကောက်ပွဲအတွက်ချူတင်မဲပေးဖို့အတင်းကျပ်လှုပ်ဆောင်နေတယ်လို့ဂီနီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA ကထုတ်ပြန်ထားပါတယ် လွိုက်ကောချင်းတော်ကအချင်းသူအချင်းသားတွေပါဝင်အချုပ်သူအချုပ်သားတွေကြိုတင်မဲပေးကြဖို့စစ်အုပ်စုဟာစက်တင်ဘာလကတည်းကဆောင်ရွက်နေတာလို့ဆိုပါတယ်။ရွေးကောက်တင်မြောက်ချင်းဆိုင်ရာဥပဒေအရမဲပေးပိုင်ခွင့်မရှိတဲ့သူတွေစီရင်မှာထောင်ချခံရသူတွေပါဝင်ပေမဲ့အချင်းကြခံရသူတွေကိုအတင်းကျပ်မဲပေးခိုင်းတာဟာစစ်အုပ်စုအနေနဲ့ရွေးကောက်ပွဲဥပဒေကိုကျူးလွန်နေတာပဲလို့လည်း KPPA ကအသိပေးပါတယ်။ဒါပြင်တရားမျှတစွာမဲပေးပိုင်ခွင့်ဖြစ်တဲ့ ိုင်ငံသားခွင့်ရေးကိုစော်ကားရာရောက်ပြီးမဲမတမာမှုလုပ်ဖို့ကြံစီတာလည်းဖြစ်တယ်လို့ KPPA ထုတ်ပြန်ချက်မှာပေါ်ပြပါဗျ။လွိုက်ကောချင်းတော်မှာအချင်းသား900ခန့်ရှိတယ်လို့ဒေသတင်းတွေအရသိရပါဗျ။အကြမ်းမဲ့စစ်အုပ်စုဘက်ကသူတို့ထွက်ပေါက်ရဖို့ဆိုပြီးအထူးရောက်ရွေးကောက်ပွဲလုပ်ဖို့စိုင်းပြင်းနေချိန်မှာတော်လိုင်းအင်အားစုတွေဘက်ကလည်းစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့တိုက်တွန်းနှိုးဆော်မှုတွေနိုင်ငံအနှံ့လှုပ်ဆောင်နေတယ်လို့သိရှိရပါဗျခင်ဗျာ။ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ မကွေးစီတို့ကမ်ပိန်းမှာထောက်ပို့တဲ့ကြီးကားအုတ်ထုတ်ကားများမကွေးတိုင်း PDF တိုင်းရင်းများထံရောက်ရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် မကွေးတိုင်းစစ်တနာချုပ်လက်အောက်ခံတိုင်းရင်းတပ်ဖွဲ့များအတွက်မကွေးစီတို့ကမ်ပိန်းမှာထောက်ပို့ကူညီတဲ့ကြီးကားများအုတ်ထုတ်များအပါဝင်ကာကွယ်ရေးပစ္စည်းများမြေပြင်တိုင်းရင်းတပ်ဖွဲ့များထံရောက်ရှိပြီးဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝန်ကြီးဌာနကနိုဝင်ဘာလ26ရက်နေ့မှာထုတ်ပြန်ပါတယ်။အဲဒီလိုကူညီထောက်ပို့မှုအတွက် for what မြန်မာဖွဲ့နဲ့ဒေါ်လန်ပြည်သူများအားကာကွယ်ဝန်ကြီးဌာနကကျေးဇူးထူးတင်ရှိကြောင်းမှတ်တမ်းတင်ကုန်ပြုထားပါတယ်။ဒါ့အပြင် for what မြန်မာအဖွဲ့ကလက်ရှိလှုပ်ဆောင်နေတဲ့သကိုင်းစီတို့ကမ်ပိန်းမှာလည်းပါဝင်အားဖြည့်ကြဖို့တိုက်တွန်းထားပါတယ်ခင်ဗျာ။အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုကိုသစ်လူလေးနဲ့ခါဆယ်ရိုကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။